မနှစ်ဆယ်က by using the this method function တခုတည်းပဲ ဖြစ်မှာပါ find the volume of revolution found when the curve y equal to f of x ကဒီမှာသူကဘာလို့ဒါကို general အနေနဲ့ရေးထားတာလဲ y equal to f of x ပဲရေးထားတာလဲဆိုတော့သူက a နဲ့ b နဲ့နှစ်ခုပေါ့နော်ဒီပုံစံလေးကနံပါတ် a ကဒီ function အတွက်တခုပေးထားတယ်နံပါတ် b ကကြတော့နောက်ထပ် function တခုအတွက်ကို interval နဲ့ထပ်ပေးထားတယ်ဆိုတော့နှစ်ပုတ်ပေါင်းပြီးတော့မှငမတ်တန်အနေနဲ့ပေးထားတာပါ အဲ့တော့ဘာပုံမှလည်းဆွဲမနေတော့ဘူးတခါတည်းပဲလုတ်လိုက်တော့မယ်ဒါကြောင့်လဲသူက limit တွေပါတခါတည်းကိုအစင်းစင်းပေးထားပြီးသားပေါ့နော်ဒီ function လေးတွေကို integrate လုပ်လုတ်လိုက်ရုံပဲပေါ့နော်အဲ့တော့ volume or revolution ဆိုတော့ဒေတာဘောက်ပိုင်းကပါပြီပဲ fashion ကိုလည်းနှစ်ထပ်တင်ပေးရမယ်เนาะဒါ this method formula နဲ့ okay အဲ့ဒီတော့အစတွက်ပါပြီနံပါတ် a အတွက်က solution မှာဆက်မှာ function လေးပြန်ရေးလိုက်မယ် f of a is equal to a plus 2 limit က a equal to 2 b equal to 3 तू อ่ะ a ရေး b တွေနဲ့ပေးထားတာဆိုတော့ကိုက function လေးကိုအဲပုံသဏ္ဍာန်လေးရေးမယ်ပေါ့နော် volume of revolution equal pi integral a to b f of x the whole square เนาะဒါလေးပါဆရာမရေးပေးလိုက်တယ် အဲ့တော့ equal ပိုင်း a နေရာမှာဆက်မ2တွင်းနဲ့ b နေရာမှာ3တွင်းနဲ့ f for expansion က x 2 the whole square dx function ကိုဘာလုပ်မလဲဆိုတော့ပိုင်းရပိုင်းမဲ2 to 3ရှေ့ကိန်းနှစ်ထပ် a square နောက်ကိန်းနှစ်ထပ်နှစ်နှစ်ထပ်က4ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့နှစ်ဆသည် 2x ကိုနှစ်ဆဆိုတော့ 4x ဒါကအမြဲတမ်းအပေါင်းဒါကခွင်းနေရာလက္ခဏာ dx integrate လုပ်လို့ရပြီ လုပ်မယ် ပိုင်းရပိုင်းမယ် integrate လုပ်ပြီး a square ကို integrate လုပ်တော့ a cube over 3 plus 4 4ပဲ a ကို integrate လုပ်တော့ a square over 2 plus 4x limit က upper limit က3 lower limit က2ခြေစရာရှိတာအရင်ခြေပြီးမှသွင်းမယ်နှင်းနှဲလေးလေးခြေလိုက်ပြီး 2x square ဖြစ်သွားပြီเนาะအဲ့တော့ limit သွင်းပါမယ်မဆက်ပါဆိုလို့ဆရာမဒီဘက်လေးကိုတွက်လိုက်ပါအောင်မယ်အဲ့တော့ pi by a parliament တွင်မဲ့ a parliament က3 q divided by 3 plus 2 3 square plus 4 a ဆီယမ်မှာ a parliament တွင်နေ3ဒါကိုပြန်ဆင့်ရင်လည်းမှန်မှန်မှန်သိရအောင်ဆီယမ်မှာအတွင်းတာပါ a ဆီယမ်မှာ a parliament lower limit တွင်နေ2 q divided by 3เนาะလက္ခဏာချိန်ရပါမယ် minus 2 2 square minus 4ဒီမှာ2ပါဒါတွေတန်းစီပြီး calculator နှိပ်လိုက်ပြီဆိုရင်လည်းအဆင်ပြေတယ်တီးတန်းစီအဲတွက်မယ်ရှင်းမယ်ဆိုလည်းရပါတယ်နော်ဆရာမဒါလေးကိုဆက်ပြီးတော့ရှင်းလိုက်ရင်ဘယ်လောက်ရမလဲ3 3ဓာတ်က29နော်29နဲ့အောက်က3နဲ့ဆိုတော့3 6 29ဆိုတော့6ရမယ်ဒါလေးက3နှစ်ထက်က6 6နဲ့48 4 3 42 minus ဒီကောင်လေးကိုရှင်းတဲ့နှစ်သုံးတက်က8ဆိုတော့8 over 3 minus 2နဲ့နှစ်ထပ်က4ဆို4နဲ့4ရှစ်ဖြစ်သွားပြီ minus ဒီမှာလဲ4နဲ့4ရှစ်အဲ့တော့ဒါကိုဆက်ပြီးတော့ရှင်းလိုက်တော့61 over 3 pi ကိန်းရော miss number ဆံမပြန်ပြီးတော့ဖွဲ့မယ်21 over 3 pi unit joule နော်အဆင်လေးတွေကြော်လို့ရပါတယ်ကယ်ကူလေတာအားကိုးလို့ရပါတယ်လက္ခဏာလေးတွေတော့သတိထားပြီးတော့ကယ်ကူလေတာတွင်းတဲ့အချိန်လေးသတိထားပြီးတော့နှိမ်မှသာလဲအပြည့်မှန်ထွက်မှာဖြစ်ပါတယ်ကဲဒါလေးနော်ဒါလေးက f for expansion 1 over h 1ပြောင်းသွားပြီ limit က ar 1 br 2အဲ့တော့ function လေးပြန်ကူလိုက်သေးတယ်1 over h 1 a equal to 1, b equal to 2အဲ့တော့ volume or revolution equal limit က1 to 2ကိုသွားမယ်ဆီမှာ function တပုတ်ထဲမှာဖြစ်တဲ့ကြောင့်ဒါပုံစံကြီးပြန်မရေးတော့ဘူး pi f of x ကိုနှစ်ထပ်တင်တယ်1 over x plus 1 the whole square dx တစ်ကိုနှစ်ထပ်တင်တာကတစ်ပဲဒါကြောင့်အပေါ်ကပိုင်းကျရတစ်ပဲအောက်က x plus 1 the whole square dx ကိုဆီမှာ integrate လုပ်ဖို့အဆင်ပြေအောင်ဒီလိုလေးပြင်လိုက်မယ် ဒါဆီမှာအစစ်မကြောပဲတဆင်ချင်းစီ တွက်ပြလိုက်တာပါအဲ့တော့ integrate လုပ်ပါပြီးပိုင်းရပိုင်းမယ် power to do minus 2ကို plus 1ပေါင်းလိုက်တော့ minus 1ရတယ်ပြီးရင်အဲ့ဒီရတဲ့ဟာနဲ့ပြန်စားဆိုတော့အဖြေမှာနှုတ်ထွက်လာမယ်အဲ့တော့ minus negative power ကြီးဆီမှာမမြင်ချင်တော့အောက်ကိုပိုးလိုက်တယ် x plus 1 dx အ dx မပါတော့ x plus 1ပေါ့နော်အဲ့တော့ဒီလိုရမယ်အဲ့ဒါကိုမှ limit ထဲတော့ အပါလီမစ်ကအပါလီမစ်က2 lower limit က1အဲ့တော့ equal pi upper limit တွင်မယ်ဆိုတော့ -1 over upper limit တွင် x တန်မှာ upper limit တွင်တော့3ဖြစ်သွားပြီ minus lower limit တွင်မယ်ဆိုတော့ဒီက minus ငို minus ရှိတာရဲ့ပုံစံလေးက minus နဲ့ဆိုတော့ plus ဖြစ်သွားပြီ lower limit တွင်မယ်ဆိုတော့2ပေါ့အဲ့တော့ဒါလေးရမယ်အဲ့တော့ဒါကို section လိုက်တော့1 over 6 pi unit joule ်နော်ဆီယမဒါလေးကိုဖတ်စာအုပ်ထဲမှာအဲ sorry ဆီယမဒါလေးကိုမေကွန်ဟောင်းမှာတော့ကအိုးကွက်ရှင်မှာတော့ကပုံဒီနေရာမှာ F4AC ရဲ့ပုံနေနည်း F4AC ရဲ့ fashion ကို1 over x minus 1နဲ့ပေးထားတာကိုဆီယမ plus 1နဲ့ပြောင်းပြီးတော့တွက်ပြလိုက်တာပါဘာကြောင့်လဲဆိုတော့ minus 1နဲ့တွင်းပြီးတွက်တဲ့အချိန်မှာဒီမှာပိုင်းခြေမှာ0ဖြစ်သွားတယ်နော် denominator 0ဖြစ်သွားတယ်။ပိုင်းခြေ0ဒီ undefined mode လို့ solution ဒီမှားနေပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ဆရာမမိခွန်းလေးကိုပြောင်းပြီးတော့တွက်ပြပေးထားတယ်နော်မှန်အောင်လို့တိုင်ပင်အဲ့ဒါမိခွန်းရဲ့ error ပေါ့နော်ကဲအခုဒါကတော့မိခွန်းအမှန်အတိုင်းပြန်ပြောင်းပြီးတော့ပြင်ထားပါတယ်ဆရာမဒါလေးကိုအပေါင်းလေးပြင်လိုက်ပြီးတော့တွက်ပြပေးထားပါတယ်ဒါကြောင့်အဖြေက1 over 6 by unit 2ပါကဲဒါဆိုရင်ဆရာမတို့ chapter 11ရဲ့ session D ပုံစံအားလုံးလည်းပြီးသွားပါပြီ နားမလဲတာရှိရင်လည်းပြန်ပြီးတော့မေးနိုင်ပါတယ်ထပ်ထပ်ပြီးတော့မိကုံးတွေ့ခဲ့ရင်လည်းဆရာမတွေ့ပြပြီးတော့ထည့်ထားပေးပါမယ်နော်လေ့လာပေးကြတဲ့သူတယောက်တအူးချင်းစီကိုလည်းဆရာမကကျေးဇူးတင်ပါတယ်